ဟယ်လိုမင်လာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က content moderation မှာ error ဖြစ်နေတဲ့ moderation အပိုင်းမှာ registry ဖြစ်နေတဲ့အတွက်ကြောင့်မို့ video လေးနဲ့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်အကယ်လို့လူကြီးမီလို့ page မှာလည်း moderation အပိုင်း registry ဖြစ်နေတဲ့ loss အပိုင်းဖြစ်နေဆိုရင်တော့ဒီ video ကြည့်မှကိုယ်ကိုယ်တိုင်ဖြေရှင်းတော့ဖွင့်နိုင်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ page owner ဘလို့အမားလောက်ထားလို့သူ့ရဲ့ page moderation registry ဖြစ်ရတာဆိုမှကျွန်တော်အသေးစိတ်ပြမယ်အတွက်ကြောင့်မို့အရင်ဆုံးကျွန်တော်ဒီ user တစ်ချက်ထောက်သွားမယ် professional dashboard ပြီးလို့ရှိရင်ဒီမှာတစ်ချက်ကြည့်မှဆိုရင် သူရဲ့ page quality အပိုင်းမှာလည်းလုံးဝစိမ့်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော် dependent နဲ့စဉ်းသွားပြီးဆိုရင်ကျွန်တော်ဒီမှာ margin tool ရှိရဒီ offset တစ်ချက်ထောက်မယ်ဒီ offset တစ်ချက်ထောက်သွားမယ်ဆိုရင်ကျွန်တော်ဒီမှာ any yaw လေးနဲ့ your page loss s to summarization tool ဆိုပြီးတော့သူကတချို့တချို့ summarization အပိုင်းတွေအတွက် statistic ဖြစ်နေဆိုပြီးပြတယ်အဲ့အတွက်ကျွန်တော်ဒီမှာဆိုအဓိက content summarization ကိုတွားမယ့်အတွက်ကျွန်တော် content summarization မှာဆိုလို့ရှိရင်လည်းဒီမှာ talk header ပုံစံလေးနဲ့ဒီအနီရောင်လေးဖြစ်နေပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဖက် back ပြန်ဆုပ်ပြီးမှကျွန်တော်ဒီ view ကိုကျွန်တော်တစ်ချက် ထောက်သွားမယ်ဘာကြောင့်သူရဲ့သူရဲ့ summarization အနီရောင်ဖြစ်ရလဲဆိုမှာပေါ့နော် အဲ့တွဲ mention status ဆိုကျွန်တော်တစ်ချက်ဖွင့်နိုင်မယ်ဆိုဒီပုံစံလေးပြသွားခဲ့ပြီဆိုကျွန်တော်ပိတ်ဆင်ရှာလို့မရအောင်ဒါပေမဲ့ဒီဥစ္စာပြန်ပြုတ်ပြင်မှရမယ်။ဘာကြောင့်ဖြစ်လဲဆိုရင်အသေးစိတ်သွားဖို့အတွက်ကျွန်တော် find out more ဆိုကျွန်တော်တစ်ချက်နှိပ်ပြီးသွားမယ်။ တစ်ချက်နေပြီးတော့မယ်ဆိုရင်တော့ဒီ page owner ရဲ့ suspended ဖြစ်တဲ့ဥစား deep page owner ကိုလည်း request တွေပြုတင်ထားတဲ့အတွက်ကြောင့်မို့ဒီမှာအပြာရ၃ခုကတက်ဆက်တဲ့ဖြစ်သွားခဲ့တာပေါ့နော်အရင်ဆုံးအဲ့ဒီဥစားမလုပ်ဘဲ service attack ဆိုရင်တော့ကျွန်တော်ဘက်ကပြုပြင်ရလွယ်တယ်မြန်တယ်၃ရက်အတွင်းမှာရတယ်အခုဒီလိုမျိုးသူကိုယ်တိုင် request တွေပြုတင်ပြီးမှ၃ခုလုံးပြည့်သွားခဲ့တယ်ဆိုရင်တော့ဒီဥစားလောက်ရတဲ့ process အနည်းငယ်ကြတယ်ဖုန်းနဲ့တော့မရဘူး laptop pc နဲ့သွားလုပ်မှရတယ်ဖုန်းနဲ့ဆိုရင် Chrome browser မှာ desktop site ပြောင်းမှာနည်းနည်းလှုပ်တဲ့သွားပြီးလုပ်လို့ရတယ်။ဘယ်တော့အစဖြစ်တဲ့ဆိုအပေါ်မှာသူကပြထားပြီးတဲ့ May 15ရက်2025မှာစဖြစ်တဲ့ဥစ္စာပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဥစ္စာကိုအရင်တော့ကတော့လွယ်တယ်။အခုနောက်ပိုင်းမှာတော့နည်းနည်းရှုပ်လာတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ C rule လို့ကျွန်တော်တစ်ချက်ထောက်ပြီးတော့မယ်။ဘာချမ်းဖြစ်တဲ့ဆိုသူကအသေးစိတ် mention လုပ်ပြီးထားပေးထားပါတော့။ဒီမှာတစ်ချက်ကြည့်မှဆိုရင်သူဥစ္စာ ပို့စ်တင်တဲ့ဥစားမဟုတ်မမှန်တဲ့ပို့စ်ပါ냐တင်ပြီးသွားခဲ့တယ်ဆိုပြီးပြောတယ်ပေါ့နော်ကိုပိုင် content မဟုတ်ဘဲနဲ့ third party ရဲ့ content တွေတင်ပြီးသွားခဲ့တယ်ပြီးလို့ရှိရင်တော့ post တင်တဲ့ခါမှာအဲ့ဒီ video တစ်ပုတ်ထဲကိုပဲ third party ပြောမစင်တော့အခြားအခြားသော page တွေမှာလည်းတင်တယ်ထားလိုက်ပြီးတော့ဒီ page နဲ့ page ရဲ့ဒီ page တစ်ခုရှိရဲ့ now page now page ရှိရဲ့ဆိုအဲ့ဒီ page အားလုံးမှာ video double ထဲသွားပြီးတင်တဲ့အတွက်ကြောင့်မို့ multiple သွားပြီးတင်တဲ့အတွက်ကြောင့်မို့သူက the limited origin of content ဆိုပြီးလာတယ်နောက်တစ်ခုကျတော့ video တင်တဲ့ခါမှာ quality ပိုင်းဆင်ရနေမိနေကြတဲ့ video လေးအဆင်မပြေတဲ့ video တွေ ပြောမယ်ဆိုလို့ရှိရင်ဗီဒီယိုထဲမှာပြောတဲ့စကလုံးကြံတဲ့တဲ့စကလုံးတွေ word daily တုံးပြီးသွားတဲ့အတွက်ကြောင့်မို့ဖြစ်တဲ့ဆိုမှသူကပြတယ် limited original content အဓိကပြောချင်းအားဖြင့်တော့ကိုပိုင်ဗီဒီယိုမဟုတ်ဘဲနဲ့သူများဗီဒီယိုခွင့်ပြုမရှိဘဲပြန် edit မလုပ်ဘဲတခြား edit မလုပ်ဘဲတင်တဲ့အတွက်ကြောင့်မို့ limited original content လာတယ်အကယ်လို့လူကြီးမင်းတို့ကကိုပိုင်ဗီဒီယိုဖန်တီးဖို့မနိုင်ဘူး။သူများဗီဒီယိုယူပြီးတင်ချင်တယ်ဆိုရင်ကိုပိုင်ဗီဒီယိုလုတ်စံမလို့ပဲနဲ့သူများဗီဒီယိုဒေါင်းလုဒ်ဆိုပြီးဘလို့ edit လုပ်ပြီးမှ page မှာဘလို့တင်ပြီးမှ content moderation နဲ့ဝင်ငွေရှာရမယ်ဆိုပေမဲ့ video အသေးစိတ်ကျွန်တော်ပြပေးထားတယ် live group အနေနဲ့ကျွန်တော်တို့ဝင်ငွေရတဲ့ဥစ္စာလည်းပြပေးထားတယ်အားလုံးအသေးစိတ်ပေါ့နော်အဲ့ဥစ္စာတစ်ချက်တော့ကြည့်နိုင်ပါတယ်သင်တန်းတက်ပြီးမှလည်းကိုကိုနဲ့လေ့လာနိုင်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ပို့ပြီးအသေးစိတ်တည်အောင်ဆိုရင်ကျွန်တော်ဒီအောက်ကောက်ဥစ္စာတစ်ချက်ထောက်ကြည့်လိုက်မယ် ထောက်ကြည့်ပြီးကျွန်တော်မှ limited origin of content အခုနကျွန်တော်ပြောတဲ့အတိုင်းပဲကိုပိုင် content မဟုတ်ဘဲနဲ့ third party ရဲ့ content ယူပြီးသုံးတဲ့ item item လို့ပဲသုံးတဲ့အတွက်ကြောင့်ကျွန်တော်သူ့ရဲ့ page home ကိုကျွန်တော်တစ်ချက်သွားပြီးမှဒီ page owner content တင်ထားဥစ္စာနဲ့ပတ်သက်ပြီးတစ်ချက်စစ်ဆေးပါမယ်ခင်ဗျာနော် ဒီ personal တင်ထား content အခြား website က content တွေတင်ထားတယ်ပြီးလို့ရှိရင် video လေးတွေအခြားအခြား website တင်ထားတယ်ပြီးလို့ရှိရင်ဒီစာသားတွေဆိုလို့ရှိရင်လည်းအခြား website ကစာသားတွေကို copy ကူးပြီးမှအလွယ်တကူသူ့ရဲ့ page မှာ page လုပ်ပြီးတင်တဲ့အတွေ့အကြုံမျိုးစာသားနဲ့ပတ်သက်ပြီးလည်း copyright ဖြစ်တယ်ပေါ့နော်ပြောမစင် Facebook က copyright မပေးသေးပေမဲ့အင်းဆုံး partner monetization မှာအနီရောင်လုပ်ပြလိုက်တယ်ပြောမစင် content monetization ဝင်ဝင်ရှာတဲ့အပိုင်းကိုရပ်တန့်လိုက်တဲ့ဖြစ်တဲ့နည်းနည်းနောက်ကျလို့ရှိရင်သူက page quality အပိုင်းမှာလည်းအနီရောင်ဖြစ်ပြီးလာမယ်အတွေ့အကြုံ ်အခုလိုမျိုးစာသားရေကျွန်တော်တင်ပြီးတော့လို့မရအဲ့ကဲလို့ကျွန်တော်တို့ကသူများ page မှာတင်လာစာသားအခြား social media website မှာတင်လာစာသားကို page နဲ့ကပ်ညီတဲ့အတွက်ကြောင့်မို့အဲ့ဒီစာသားတွေကို copy ကူပြီးတင်မယ်ဆိုရင်ကျွန်တော် copy ကူလာပြီးမှကျွန်တော်ဒီအပေါ်ဆုံးတစ်ချောင်းဖြတ်မယ်အလျားတစ်ချောင်းဖြတ်မယ်အောက်ဆုံးတစ်ချောင်းဖြတ်မှ sim to sim edit အတိုင်းပြန်ရေးထည့်ပြီးမှအောက်မှာဆိုရင်ကုဒီ post နဲ့တက်ဆိုင်တဲ့စာသားတွေကိုပြန်မှတကြောင်နှစ်ကြောင်အနည်းငယ်ပြန်ရေးထည့်ပြီးမှ page မှာတင်သွားမယ်ဆိုရင်ရတယ်ခင်ဗျာနော်တိုက်ရိုက် copy ကပြီးတိုက်ရိုက်တင်လို့မရ edit လုပ်ပြီးမှတင်လို့ရတယ် dios နဲ့ပတ်သက်ပြီးလက်တွေ့လုတ်ပြထားရလို့တင်တဲ့ထဲမှာရှိရတဲ့တစ်ချက်တော့ကြီးနိုင်ပါတယ်ခင်ဗျာနော် ပြီးလို့ရှိရင်တက်ပုံတွေကိုလည်းထုံနည်းလကောင်းပဲကိုပိုင်တက်ပုံမဟုတ်ဘဲနဲ့အခြားဆိုရှယ်မီဒီယာတက်ပုံတွေဒေါင်းလုဒ်ဆွဲပြီးနေမှာဆိုအဲ့တက်ပုံတွေဒေါင်းလုဒ်ဆွဲလိုက်ပြီးမှနည်းနည်းလေး crop လုပ်ပြီးမှတက်ပုံပေါ်မှာကိုယ့်ရဲ့ page name ဖြစ်ဖြစ် page logo ဖြစ်ဖြစ်တခုခုရေးပြီးမှပြန်ဒေါင်းလုဒ်ဆွဲပြီး page မှာတင်တော့လေးရတယ်လုံးလုံးများတဲ့ဥစ္စာတခုရှိရတချို့ချော်ရှိရပေါ့နော်ဒီကို page မှာတင်ပြီးတော့စာသားတွေကိုထက်ခါတလဲလဲပြန် copy ကူပြီးပြန်တင်တယ်ကို page မှာတင်ထားပြီးတဲ့တက်ပုံတွေကိုထက်ခါတလဲလဲပြန်ဒေါင်းလုဒ်ဆွဲပြီးပြန်တင်တယ်ဒါမှမဟုတ်ရင်လည်းလောက်ထားပြီးတဲ့တက်ပုံထက်ခါတလဲလဲပြန်တင်တယ်ဆိုရင်အဲ့ဒါ reuse content ခေါ်တဲ့ violation content ခေါ်တဲ့အဲ့လိုမျိုးတင်သွားလို့မရဘူး။တစ်ကြိမ်တင်ပြီးတော့တဲ့စာတာ၊တစ်ကြိမ်တင်ပြီးတော့တဲ့ video တက်ပုံနောက်တစ်ကြိမ်ပြန်တင်လို့မရဘူး။အဲ့ကဲလို့နောက်တစ်ကြိမ်ပြန်တင်ခြင်းနဲ့ဆိုရင်အစ်စ်ပြန် edit လုပ်ပြီးမှတင်ရမယ်။ဒါမှမဟုတ်အစ်စ်တက်ပုံရိုက်မှတင်တော့ရပါမယ်ခင်ဗျာနော်။ဒီ page ကတော့အခုဆိုရင်လှုပ်ရှားတဲ့အများကြီးရှိရဲ့ဒီ page မှာတင်ထားတဲ့ post content တွေအားလုံးဖြည့်ရမယ်။ post content တွေမဖြတ်ခင်ဒီ page မှာကျွန်တော်အခုနပြောတဲ့အတိုင်းပြန် edit လုပ်ပြီးမှ post content link ၆ဘလို့တင်ပြီးဆိုရင်ဒီ page မှာရှိတဲ့ admin account ထုတ်ပြီးမှအခြား admin account ထည့်ပြီးမှအဲ့ဒီ admin account နဲ့ပြန်မှ post တင်တာ၃၄၅ရက်ပြည့်သွားခဲ့ပြီဆိုမှအဲ့ဒါမှဒီဥစ္စာပြန်မှကျွန်တော်တို့ request debut တင်ပြီးမှပြန်ပြီးဆင်းရအောင်လုပ်သွားရပါမယ်ခင်ဗျာနော်ဒီဥစ္စာကျွန်တော် part 1 video ဖြစ်တယ် part 2 video မှာဒီ start to video မှာ monitoring registered ဖြစ်တဲ့ဥစားဘလို့ပြန်မ reactivate ဖြစ်အောင်ပြန်ပြီး enable ဖြစ်လာအောင် content monitoring ကိုပြန်ပြီး set တဲ့ပေါ်လာအောင်ဘလို့လှုပ်ဆောင်သွားရမယ်ဆိုပြီးမှနောက်တစ်ခု video မှာကျွန်တော် ပြောပြပေးမယ်ဒီနေ့ဒီ plan ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်